အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့စာရေးဆရာကံမြင့်စောရေးသားထားတဲ့ချိုးကကြီးမကြိုက်ဤဆိုတဲ့ဝိထုဇာလံကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဝိထုလေးကိုမတင်ဆက်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာနေထန်းတပြားတတာရှိလာပြီဖြစ်တော့ကြောင့်အညာနေပြီးပြီးတော်တော်ပူလာပါပြီကိုကျော်သောကညောင်မင်းရှည်ကြီးအောက်သို့ရောက်တည်နေထိုင်ရန်ဟန်ပြင်ပြီးမှညောင်မင်းပါပြင်းတဲ့တွင် တန်းခံကတင်ထားသောရေနှုတ်ကိုတွေ့သည်ဖြင့်ရေမုန်းနှင့်ခက်ကဝမ်းသာအားရတောက်ချက်လိုက်၏ဝမ်းမီငိမ့်သည်လိုအေးကလေးဖြစ်သွားလေသည်ဟန်ကြတကွယ်အရေးနဲ့ရိုးစဉ်အရန်တင်မဲ့ဟိနောက်မှဤပက်ဤပက်နဲ့လိုက်လာသောဥဖို့ရှိမိလာ၍ရေကိုအငမ်းမရတောက်လေ၏ကိုကျော်စက်လည်းဥဖို့ရှိကိုအားနာလာသည်မနေ့ဝေလီဝလင်းကညောင်ပင်ကန်ကားကိတ်အကျော်ဆိုင်မှစားလာခဲ့သောအကျော်သုံးခုစီသာဘိုက်ထဲတွင်ရှိသေးသည်ဖြင့်ရွာနေရာချောင်းပေါက်အောင်လမ်းလျှောက်ခဲ့ရသောသူတို့ခမည်း သမင်းစာလာသောဒုက္ခမှာနွားရှာမရသည့်တဲ့လက်တွေ့တွင်ဆို၏ကိုကျော်စောဤနွားရှိနေသည်တညက်နေကလွတ်၍နွားစာရိုက်တဲ့ရှိပဲရဲမော်များကိုစားက စခွက်တဲကရေကိုတဝါကြီးတောက်၍လေပိတ်လျာဂျုံထဲရေးငင်နေချိန်မှနွားရှာရန်ထွက်လာသည်ဖြစ်သည်နွားရှိနေကိုခြံပေါက်မှနှမျောမိတော်လဲအဖျားတက်ကရောင်းရပါသည်တို့မှသာအသားဘိုးငွေကလေးအရင်တည်းလျက်ဖြည့်ဆက်ကနွားတကောင်ကိုဝယ်နိုင်မည်ကို နွားဆိုသည်ဟာတောင်သူလှုပ်ဆသူတို့တို့လူတယောက်အဖို့လွယ်ကူသည်မဟုတ်သောကြောင့်တောင်သူကြီးတူဖြစ်သောဥဖိုးရှိကိုခေါ်လာခဲ့၏ဥဖိုးရှိပါသောကြောင့်မှနမနွားမမဝဲမိတာဖြစ်မီကံရွာမှဥလဆူ၏ဘွေချက်ဖောက်ကြီးကိုသူကအကောင်ကြီးလာသည်ဟုသဘောကျ၏ဈေးစကားပင်ပြောနေပြီးဥဖိုးရှိကအမုန်းခံရေးပွဲဖြက်လေသောကြောင့်မဝဲဖြစ်ခဲ့ဥဖိုးရှိကလမ်းရောက်မှငေါ့၏ပြောသည်မှာမင်းမတိပဲနဲ့ဝင်းမပြောနဲ့ကွာအဲ့ဒီနွားကြီးကဘွေဖောက်ကြီး အဲ့ဒီနိုနွားမျိုးဝယ်လို့ကတော့ငဲကြည့်ပြီးသားမှတ်ဘွေဖောက်ဆိုတာဘာကိုကြည့်ပြောတာတော့ကိုရှိရဟိုကိုရှိကကွန်ဒရီကိုပြစ်လဲထွေးပြီးမှမသိမချင်းမှတ်ထားနွားရဲ့ကြောလေတက်တဲ့ပုံမှာဘွေရှိမယ်အဲ့ဒီဘွေကအောက်ကချက်နဲ့တရန်နဲ့ရှိတာကိုဘွေချက်ဖောက်တယ်လို့ခေါ်တယ်အဲ့ဒီနွားမျိုးကဖြင်းလွန်းထုလွန်းလို့ဆဲဆူမောင်းရတာငဲကြည့်ရယ်ဆိုပြီးရှောင်းတယ်ကိုကျော်စောကလန့်သွားတဲ့ပြေနောက်တော့ကောင်ကိုကြည့်ပြီးမကြိုက်သေးဘူးဆိုကလှည့်ထွက်လာတော့ကိုဘိုးရှိနောက်မှာ အတန်အတိတ်လိုက်ပါလာခဲ့ပြီအမွေးမကြိုက်ဘူးကွာစပယ်အယောင်ကညံ့ခဲ့တယ်ဆိုဗျဒီနွားမှာဘာအပြစ်တွေ့လို့တော့အယောင်ကြိုက်ပါလေအမွေးကညံ့နေတကွာကိုကျော်စောကပညာရှိသူမှုဥပုရှိကိုအမိလိုက်ကမင်းနေဤဆိုပါဦးအမွေးကဘယ်လိုရှိနေရမှာလဲထဘိုးကောင်းတဲ့နွားဆိုရင်အမွေးမရှိဘူးကွာအရေးလဲပါတယ်ခုနကဒိုးကြီးတဲ့နွားကအမွေးညင်းတိုးတိုးနဲ့အရေးတော်တော်ထူတယ်နွားဖြင်းကွာမင်းတတိထားကြည့်မိလား ကျောဘော်ကဒင်ရတွေကိုအဲ့ဒါရိုက်နဲ့မောင်းထားတာကွာဟိုက်ရှာပါကိုကျော်စောဆိုမိသည်နွားเจ้าသည်ကားเจ้าထက်များလာသည်တကားဒီလိုနဲ့နွားလေးကောင်ကိုနှစ်ရွာကူးခဲ့ပြီးကြိခဲ့ပြီးပြီးဥဖို့ရှိမကြိုက်သေးရဲ့သူဘာမှမပြောတာပဲနောက်တရာတို့ကူးရန်ခီးဆက်ခဲ့ကြပြန်တော့သည်ကိုရှိစားပြီလားသူကအာနာစာမေးရည်ကိုဖို့ရှိကသူ့ဘိုက်ကြီးကိုလက်နဲ့ပို့ရည်ငါကတော့မစားပါဘူးကွာဒီဘိုက်ကြီးကသာပူစားနေလို့ဟဲဟဲကျွန်တော်လဲစားနေတာပဲဗျဟောမိရေးเจ้าက တုံးခေါက်တန်ကြရတယ်။အဲ့ဒီဆရာတော်နဲ့ကကျွန်တော်နဲ့ခင်တဲ့ပြတွားရအောင်လား။ကိုကိုရှိခေါင်းကိုရမ်းတဲ့ရေဖုန်းကြောင်းကစွန်းစားပြီးတုံးခေါက်တဲ့သဘောမင်းသိသလား။ဟင်းဟင်းမသိဘူး။စွန်းစားပြီးပြီးဖုန်းတောင်းရစကားတွေလာစားလှည့်ကြပါလို့ခေါ်တဲ့အတိတ်ပဲကွာ။ငါတော့မစားကြည့်ဘူး။အော်ဒီလိုဆိုရင်ကျွန်တော်လည်းမစားတော့ပါဘူးကြာ။ခမင်းတက်နဲ့အတွက်ဖြစ်ဒရောင်းစားစင်းရင်လည်းအပါမခံနိုင်ရေးငင်းလိုက်ရပြီမယ်လေ။ဘိုက်ကတော့စာနေပါပြီ။ကိုကိုရှိကနေပါဦးကွာငါမှအသိရှိတယ်။ ဒီမင်းရွေးတဲ့ရွာသူကြီးပဲကောင်းတင်တဲ့အဲ့ဒီကောင်းအိမ်ဝင်ရအောင်ထမင်းစားခြင်းအန်ကိုက်ပဲဟိအဖိုးကြီးကပြောဖို့ဆိုသူခြေလမ်းပို့တွက်လာလေရာကိုကျော်စောမှမနှဲလိုက်ယူရလေသည်နောက်မှလိုက်လာရင်သူများအိမ်တဲ့ဧည့်သည်လိုရမည့်အရေးကိုတွေးပူနေလေရေနေပါဦးကိုရှိသူ့အိမ်ရောက်တော့ထမင်းမစားရသေးဘူးလို့ပြောင်ပြောမှလားဗျကိုဝရှိနောက်ပင်လက်မကြည့်ပဲတွားနေရကအဲ့လိုမပြောလို့ဘယ်လိုပြောရမှာတော့ဟာဟာရှက်စရာကြီးဒီလိုလို့ထမင်းစားခဲ့ပြီလားလို့သူကမေးလိုက်ရင်ဘာမှမပြောပဲပြုံးစုစီလုံနေကြတဲ့ယုံပဲ သဘောပေါက်ကြရောလားမင်းသဘောကွာအစာအိမ်တောင်းဆိုရဲ့အရာခြေလန်းတို့ကျဲသွားတဲ့တပြည့်မင်းရွေးရွာအရှိပိုင်းကိုကောင်းတင်အိမ်ဒီပုံမှန်ထက်နှီးသွားတယ်လို့ရှိလေတော့သည် ကိုကောင်းတင်ကဧည့်သည်မျော်နေတော့ဧည့်လည်းရောက်လာပြီးတကယ်တော့ဝမ်းသာဧည့်လည်းကြိုးချပေး၏ဟောကိုဘုရှိကြီးမျော်နေတော့ကြော့ဆုံးလာဆိုတယ်လို့ပဲလာပါထိုင်ဟေးမိမကြီးဧည့်သည်နှစ်ယောက်ဟိတဆက်ထဲမှာပဲမိဘဘုကြောင့်ဘက်သူလမ်းရီအော်လီယာအထူးဆန်းပေတကားဟုအောင်းမရသည်ကိုကောင်းတင်ကရင်းနှီးနဲ့လက်ဖက်တော့ အစာပြေစားအောင်နေဦးဗျာရင်းနေတဲ့ဘုရင်နဲ့လက်ဖက်အုပ်ကိုသူတို့ရှိနီးတို့တွန်းပို့ရဘာကိစ္စတော့ခင်ဗျားတို့ကြည်ရတာနွားရှာတယ်ထင်တယ်ပမှန်တာပဲထယ်ရေးတဲ့နွားတီလို့မောင်ရအညာကြည့်လက်ဒေတာအကြောင်းမဲ့အလဲပက်သွားခဲ့လာသည်အရေးအကြောင်းရှိမှသာသွားကြလာကြသည်မူကိုကောင်းတင်ကထင်ကြီးပေးသည်မှမလွယ်သူတို့ပုံကလည်းဖြင်းတဲ့ဘက်ခေါင်းပေါင်း၍လွယ်ဤကိုစီလွယ်လျက်လက်၌ကျိန်တို့ကိုစီပါခဲ့ရာနွားဝယ်လာသလားပြုဟုစာရန်ထားသည်နှင့်ရှိပေတကူဘယ်ကြီးလောက်တော့မတော်ပြောလေ ကိုကောင်းတင်ကတက်နိုင်သည့်ဈေးကိုတက်တဲ့မေးလေ၏အညာဒေသတွင်နွားကုံတဲ့နွားပွဲစားရှိလင်ကစားမြို့ကြီးပြာကြီးများတွင်ကားကုံတဲ့ကားပွဲစားများစကားတန်သာစင်ရေးစကားလုံးကိုသာနန်းတင်က စကားဥကင် ဖွင့်လေမရှိရာကဒဲတို့ပင်မေးတတ်သောသဘာဝရှိသည်ကိုဘိုးရှိကလည်းတက်နိုင်တာကတော့၅ထောင်ပက်လေပဲကွာဒီထက်ပိုလို့တော့နွားရှင်အကျွေးမှတ်ထားမှပဲဖြစ်လိမ့်မယ်ထိုအခါကုကျော်စောကကိုကောင်းတင်တို့အိမ်ကောင်းရင် မကြီးပင်၌ခြိထားသောနွားပိုတကောက်ကိုမြည်၏ ကိုကောင်းတင်ဟိုမကြီးမြောက်ကနွားကနွားပုံမဟုတ်လားကျွန်တော်လိုချင်တာဒီရွယ်ပဲဒီအနေပဲဗျဈေးကရောကိုကောင်းတင်ကရေရွိကိုဘိုးရှိကတောင်သူခွင်ဝင်ကစားနေတူတယ်ဗျကိုဘိုးရှိကရင်းနှီးချမ်းကိုတောက်လက်စားကိုရက်ပြီးဒီကောင်ကြောင့်ငါမှတရားဝင်တရားထက်မျက်နာပြက်ခဲ့ရသမောင်းမင်းနဲ့ငါပြောရမယ့်လူမဟုတ်ဘူးပြောချင်ပါဘူးမင်းသာကြည့်ပြောလိုက်တော့ကွာကိုကောင်းတင်ကရေးသားစာပြောရှာလေသည်ဒီမှာကိုကျော်စောရဲ့အခုကိုဘိုးရှိပါနေလို့ကြွအမှန်တိုင်းပဲပြောမယ် ကျုပ်နွားရဲ့အမွေကငကြစ်မွေးတော်သိလားအင်းငကြစ်ဆိုတာသိပါတယ်သဘိုးကောင်းတယ်လို့လေလူတွေပြောလို့သိရပါတယ်ကိုကောင်းတင်ကရေးဟုတ်လားဗျငကြစ်ကသဘိုးကောင်းတယ်လို့နေပါဦးခမရပြောတဲ့လူကအမွေအဆူအမွေ၆ခွဲမပြောဘူး ਨੇ တူတယ်ဗျကိုကျော်စောထက်ရင်အံဩရပြန်သည်အယောင်သွေးတူတယ်လေအနုအရင်အဆူအ၆ခွဲပြန်သည်ငကြစ်ဆိုသည့်အယောင်မှာကော်ဖီရောင်ရှိအမွေတူရှိအဆူအ၆လဲလိုက်ပြီးနွားဤတတိကိုကြွားဤကိုကောင်းတင်က ကျုံနွားကနေကြည့်ပြီမဲ့အယောင်ကရှင့်နေတယ်လေစာစုတော်ရှိသေးနေကြည့်ပုပုငရုပ်ဆက်ဆက်တယ်ဒီအောင်ဒီမွေးတွေကဗျာဘယ်လိုပြောရမလဲညံလို့တို့အသားတော်မချူတဲ့မြို့သီးဆက်ဆက်နဲ့ချက်စားမှရှာလိပ်ပြီးမြို့လို့ရတယ်လို့ပြောပြောတာဗျဆောက်ရမ်းပြင်းတဲ့အမွေလာဗျကိုဖိုးရှိမျက်နှာကြောင့်သာပါနှုတ်မို့ရင်ကျုံမျော်နေတာခမည်းလို့မနှုတ်မနဲ့တောင်းသူပဲကိုကျော်စောတယောက်ထက်ရင်အံဩရပြန်သည်သူဒီကရေနာဘုံညပြီးတော့သားပြီမူကာလောကနဲ့မစိမ့်ပါ သူတို့အိမ်ကြီးနာချင်းဖြစ်သောကိုကျွတ်ထားကကားပွဲစားပြီမူကား၏အယောင်သွေးသည်အထက်အရောက်တော့ဈေးကွာဟနိုင်သည်ကိုတီထား၏နွားကတော့အမွေးအယောင်နှင့်ကြံ့လက္ခဏာကိုလိုက် ရောင်းဝယ်ဖြစ်တည်ထားအောင်အချို့သောအမွေးအယောင်ကဝယ်သူပင်မရှိပါတဲ့သူတို့ခမမတိနာနိုးနွားဝယ်ကိုစောင့်ရရောင်းလျင် ရောင်းသို့မဟုတ်နတ်သက်တဲတကူသာရောင်းရသည့်အနေထားဖြစ်လေ၏ယခုကိုကျော်စောကြီးလာပါမူကကိုကောင်းတင်ရောင်းလိုက်ပြီဖြစ်တော်လေဥပုရှင်ပါနေသောကြောင့်မလုံရဲပါလေ ဒေါ်ရနေတောင်သူတို့သည်ယောသားလပိစကိုကောင်းတင်ကမိဘဘက်သို့ကြီးလေးရဲ့ဟေးမိမကြီးကြည့်ရင်ခုခဲ့ဟာအဒံမနီးမရှောင်းပါဖြင့်ကိုကောင်းတင်ရင်စနီးလင်ပန်း၌ဟင်းွက်တီထဲ့ကယူလာလေးရဲ့စပွဲပေါ်တွင်ခင်းလျာအဘဲသူသောဟင်းများပင်ဤဟုဝါသနာရငုံစည်းလီသောကိုကျော်သောအဖို့နှစ်သက်လောက်ပြီသောဟင်းရမျိုးဖြစ်သည့်နွားနို့နှင့်ကင်းမုံသည်ထောင်ရောချက်သည့်ဟင်းကတစ်ခွက်ကလဲပဲဟင်းဂျုံနှင့်တည်ရသည့်တစ်နက် မြို့သီးအညာတောင်းတို့ကိုတွေ့လျာမစားခင်ကြည်ညူးမိသေး၏ကိုကောင်းတင်ကိုကိုဟိုးရှိကဘွင်းဘင်းပင်မေးလေသည်မင်းတို့မိသားစုတွေတို့ရောက်လာတာနဲ့ထက်ချက်ရတော့မှာပဲကိုကောင်းတင်ကလက်စည်းကွက်ကိုကမ်းလင်းနေရင်မပူပါနဲ့ကိုဟိုးရှိဟာကျွတ်လို့စားတဲ့အချိန်ထိတ်ချုံဆန်ကဧည့်သည်တယောက်လာရင်ရေတမုတ်ဆွတ်လိုက်ရုံနဲ့အခုနှစ်ယောက်ဆိုတော့ရေနမုတ်ပေါ့ဒါကြောင့်ခမားတို့လာကစားမိဖို့တည်းမှာမိမကိုဧည့်သည်နေရောက်လို့ကြုတ်လန်းအော်တာပေါ့သဘောကတော့ရေနမုတ်ဆွတ်လိုက်ဟိဆိုရာရောက်တဲ့ပေါ့ဗျာ ူဟိုကြီးကလက်စေးနေရင်အော်ဒီလိုလားမသိပါအောင်ခွဲငါမှယုတ်တည့်ရဲ့မင်းဧည့်သည်နေရောက်ဟိလို့ဟောတော့ခမားများဘဲများချေးရငှားရမလဲလို့တွေးပြီးယွန်းတွန်းတို့ဖြစ်ရသေးတကွာဘူကောင်းတင်ကရဲရဲသူတို့စားတဲ့ဆံကမာတော့အချိုချက်ခံတယ်လေဧည့်သည်များအချိန်မတော်ရောက်လာလို့ကတော့ရေသာဆွတ်လိုက်ုံပါဒါပေမဲ့စားရကြတော့ပူတော့မှကောင်းတာမျိုးအေးပြီဆိုလို့ကတော့ထမင်းကြမ်းကကိုအမြောက်နဲ့ပြက်ခွဲလို့တော့မရဘူးဗျဥပိုးရှိရောကုကျော်စောကိုပါ ကိုကောင်းတင်စကားကိုရယ်မိကြ යි ။ကိုဖို့ရှိကမင်းရေးသားတယ်စကားတော်တော်တက်တာဟုတ်ကွာ။ဤရင်ကိုကောင်းတင်ကကိုဖို့ရှိကကျုပ်တမင်ပြောတယ်ထင်တပဗျာ။အမှန်လဲဒီလိုပဲ။ဒီဆံကိုအေးသွားရင်မာနာကဲအမျိုးလေးဗျာ။ထမင်းကြမ်းကြံလို့စားပြီဆိုလို့ကတော့ဘေးမှာရေကွက်ထားတယ်ဗျာ။ရေနဲ့မြှောက်ချရင်ချနုံမမဟင်လေကြောင်းထဲမှာထဲသွားထိုးရတယ်လို့မှတ်ရောဗျာဟာဟာတော်ကွာကောင်းတယ်မင်းကထမင်းကုံတက်တောင်ပြောနေသလားလခွီး ပြောမှာဒါပြောရည်အမှန်တကယ်စာလောင်နေသူများဖြစ်တည်နေအာမနာတဲ့နှံ့ယူကြလျာလိုက်ထမင်းအုပ်မှာပြောင်းတလင်းခါသွားတော့ဤကိုကောင်းတင်ဤအင်သူကစကားနှဲရှာလေရေသူ့အေဦးနဲ့ပြောသည်များပြုံးကရေကထောက်ခံသည်ကလွဲ၏အခြားစကားမပြောရှာပေအစဦး၌စွန့်နေသူတယောက်ပြလောဟုထင်မိစားပြီးတော့ကျန်တကာလက်ဖက်တုပ်ရင်းနေချမ်းနဲ့ဧကန်သည်ဤကိုကောင်းတင်ပြော၏နွားကြောင်တော်တော်တိကွင်ရလိုက်သည်စင်ရိတ်နှဲ့ရိတ်ထယ်လူဂလုံးတောင်းနန်းညက်နန်းတို့ လဒ၌စသောအမမွေးတင်သောနွားများနှင့်ဘွေမှန်ဘွေဒီဆောင်ဘွေချိန်ကွင်း၆ကွင်းကြာကွင်းစသည့်နွားမှန်များကိုလည်းသိရသောကြောင့်မန်းလေးမြို့ကြီးသားများဖြစ်သောကိုကျော်သောအဖို့တောင်သူတင်စဘုသူရရလိုက်ပါသည်တောင်ဘက်ရွာကုတ်ခင်တောင်းစီမှာနွားနှကောင်ရောက်နေတယ်လို့ကြားတယ်။တွေ့ကြည့်မလားကိုကောင်းတင်ကဆိုလေ၍ရွာစည်းရိုးပင်မချားလေသောအောင်ချမ်းသာရွာသို့ရှေးရှုလျက်သွားကြသောဟိုအိမ်ဒီအိမ်နှုတ်ဆက်ကြသည်ကိုအာမနာနဲ့ပြန်ဖြေရသည့်ကိုကောင်းတင်ကိုအားကြသည်လို့ဖြစ်နေတော်၏။ လောက်ကွကြည်လာသောကိုကောင်းတင်ပေသည်လာပြို့ကိုကောင်းတင်ကြီးမြေဆိုင်နှခမ်းအိမ်လေးရှိဇောင်းတဲ့အောက်တဲ့တကူတဲ့ရင်းနှီးတောင့်နေသောအင်းရှင်ကိုတောင်းခင်ကိုတွေ့ရပြီးသူကပင်ဆိုင်နှုတ်ဆက်၍လမ်းခေါ်နေ၍နွားကုံတဲ့နွားစားပီတာလာပေ၏ကိုကျော်သောမှတ်ချက်ချမိတယ်သည်မင်းစီမှာနွားပြချောက်ရှင်ရောက်နေတယ်လို့လာကြည့်တာကွာရှိတယ်ဗျာသားတော်မောင်ရေစီသွားတိုက်နေလို့အဲပြောရင်ဆိုရင်လာပါပြီဗျာဟောဟောမနွားပြချောက်နှကောင်မှာတူလာတဲ့ပြေကိုကောင်းတင်ကမေးလိုက်သည်တမပေါက်တဲ့ထင်ရဲ့ခင်တောင်းကြီး ခေါင်းနှင်းစင်းတွေပဲဗျရှင်းနောက်ပေါက်သည်တမေတဲ့ပေါက်တွေပါလို့နွားရှင်ကဆိုပေသည်ဂျူဇန်တလင်လင်ဖြစ်လေမော့လေးရဲ့ခေါင်းတရင်ရင်ဝင်လာသည်နွားညီနောင်ကိုကြည့်ကိုကျော်စောသဘောကျလာပါပြီဒုတက်ဖြစ်အတိုင်နွားအလဲနွားဟူရည်ရှိရာအတိုင်နွားကြီးကိုပိုးရည်သဘောကျမိသည်ဂျူရောင်းပန်းဆိုင်ဖြစ်နေပြီးအကောင်လဲကြည့်တကူနွားကြည့်အောင်ဗျကိုကောင်းတင်ကပြော၏အားလုံးနွားများချီတော့တမာပင်ရိတ်တို့သွားကြ၏ကိုကိုရှိကအင်ရှင်သားထံမှာ နွားကိုယူ၍မောင်းကြည့်မိလုံနေတဲ့ပြင်နွားရှင်ကိုခင်တောင်းကခမရခနာကိုကြီးနဲ့လိုက်နိုင်ပါမလားဆရာကြီးရဲ့ကျုံနွားကတော်ရုံလူမလိုက်နိုင်ဘူးနော်ကိုဝှကြီးကရေးပြီးဟဲဟဲကြည့်သေးတာပေါ့ဗျာကိုကျော်စောသဘောကျသည့်နွားကြီးကိုပရမဆန်းမောင်းကြည့်သည်စင်ရန်ခြေပါလာတဲ့ပြင်မဆိုးဟုကိုဝှကြီးကမှတ်ချက်ချကနွားကိုပြန်ရိပ်ချလိုက်ပြီးတွားကိုဖျက်လျက်ကြည့်နေပြန်၏ငါးမူငါးနှစ်ခိုင်းပြီးရှစ်လီပြီးတွားနေနေပဲ့နေတာကတော့အစာမိုက်လို့ဗျမြောက်ဖက်နယ်ကနွားလားဗျာ ကောက်ရိုးတွေအတုံးလိုက်တောင်ဆွဲစားတကူဘယ်သွားခံနိုင်လိမ့်မလဲနွားရှင်ကအပြောလာပါ၏ကိုကျော်စောမှာသဘောကျမစုံရှိလေသည်နွားဝေရတဲ့အစားကောင်းသောနွားဖြစ်ဖို့လည်းရည်ကြည်သည်ရှမ်းကြိုက်နွားချောဆိုသည့်စကားလိုပင်ယခုလည်းကိုကျော်စောမှာသူ့ကြိုက်သောနွားကြီးကိုကြည်ရင်ချောသည်ဟုအထင်ရောက်သည်မူကိုရှိဒီကောင်ကြီးပူချောတဲ့ဗျာအယောင်းဝယ်တဲ့တော်မီတို့တည်တော်နွားရှင်ကချောတာတော့လာတော့သားစကားနဲ့ပြောရင်ဝင်းဦးရဲ့ခြူဆွဲထားသလိုမှတ်ရတယ်ဆိုတော့ဗျာ ကိုကျော်စော လက်ကိုဆွဲ၍နွားတဲထီသွားပြီးမှ ကိုရှိကမင်းနဲ့နားဝယ်ရတာမဖြစ်ပါဘူးမင်းကြိုင်မှာဟိုကတိနေပြီငါလခွီးဈေးတောင်စစ်လို့ရပါမလားမသိဘူး sorry ကိုရှိဟာကျွန်တော်သတိလွတ်သွားတယ်နွားကိုကြိုက်တာနဲ့ကိုကိုရှိကအတန်ကိုနှိမ့်နေရငါကအငဲကောင်ကိုကြိုက်တယ်တောက်နေနေနှိမ့်ပြီမဲ့အသက်နှစ်မိုးအောက်ထစ်မယ်ကွာဟိုကောင်ကြီးတွားပြီးပဲ့နေပြီဒါကတော့သူ့အပြောသားပဲအစားမိုက်လို့ဆိုတာလေကျွန်တော်တို့အိမ်မှာကြံတဲ့နွားတွေနဲ့တဘိုးတန်းညီတာကလည်းအကြီးပြား မင်းကဝယ်မဲ့သူဆိုတော့မင်းသဘောပဲကွာမျက်မြင်တော့အပြစ်မတွေ့ဘူးဘွေလဲမှန်တယ်ထိုစဉ်ကိုကောင်းတင်ရောက်လာ၏အငဲကောင်ကိုဝယ်ဖို့တိုက်တွန်း၏ကိုကျော်စောလဲရှင်းနှီးတန်ရှင်းပြရသည်သည်ကိုကောင်းတင်ကအဲ့ဒါကတော့သဘောပဲလीဒီနွားတွေကရောက်တာမကြသေးလို့တက်တိတော့မဟုတ်ဘူးနော်နွားကုန်တယ်ဆိုတော့အပြောကောင်းရတယ်အသူပြောတမ်းလဲမယုံလိုက်နဲ့ကဲကိုကောင်းတင်ဈေးဆိုင်ကြီးရအောင်ဗျာကိုကျော်စောတဲ့ဝယ်မိတကယ်ပဲရှင်ရှီရကိုဖို့ရှိက လက်လျှော့လိုက်ကဲဝယ်လက်ကွာ အင်းရှိစဝဲသူပြန်ကစကားပြောတော့အကြီးကောင်ရောအငယ်ကောင်ပါ9000စီမလျှော့ဘူးဗျာကိုကျော်စောကိုကိုဖိုးရှိကမျက်နှာထားတမျိုးပြည့်ကြည့်ဤသဘောကငါမပြောလားဟူလို၏ငွားရှင်ကြီးမယားကတော့ထမင်ရင်ရနေပင်ထွက်လာပြီးပန်းတောင်ကြီးကိုရောင်းလို့သာရောင်းရတယ်နှမျောစရာကြီးအင်းရှိမှခြည်ထားတာလူတကာဝိုင်းကြည့်လို့တိတ်ကျက်တည်းရှိတယ်လေကွယ်ကိုကောင်းတင်ကငွားရှင်ကိုခင်တောင်းကိုနည်းနည်းတော့လျှော့အောင်ဟာမင်းဟာလဲဗဘဲသမားကြနေတာပဲဘာလဲဗဘဲသမားကြနေတာပဲဆိုတာ ဘဖဲသမားကတန်ကိုဓာတ်လုပ်ပြီးပူတော့ထူရတယ်ကွာမင်းလဲဘာထူလို့လုံးဒီကထဲရေးနွားတီလို့ပူးနေတဲ့သူကို အာဟာကန်ကန်နှစ်ဖက်ပွဲကကြုတ်ခံပဲဗျာပွဲငိမ့်ပေါ့ဒါပေမဲ့ဆုံးပြပြီးသားကိုမပြင်ကြနဲ့အငယ်လာအကြီးလားကိုကျော်စောကတက်လက်စာပြည့်အကြီးဗျာရော့ပတ်ဆံရေးကြည့်ရေးတက်ပြီးငွေတရာတိတိထုတ်ရေးကိုကောင်းတင်ကိုပေးကဲကိုကောင်းတင်ဒါကနှစ်ဖက်ပွဲကဂျင်းနေပြီလားကဲနွားအကြတော့ကွာငါသွားเสียရရှိသေးတယ်ထုံးစံအတိုင်း နွားကျိုးကိုနွားရှင်ကနွားဝယ်သူကိုအဲ့ဤဂဇက်ကဒီနေ့ကစပြီးမင်းတခင်ပြောင်းပါပြီချမ်းသာပါစေအကျိုးပြုပါစေပန်ရှင်မကလည်းသွားပြီတော့ပန်တော်ကြီးရေအမေနှမျောတယ်မင်းအဖေရောင်းတဲ့သွားပြီတော့သွားပြီတော့ကွယ်နွားအပ်ပွဲလေးပြီးတော့ကိုကောင်းတင်ကနှုတ်ဆက်လေကိုဘိုးရှိရောကိုကျော်စောပါနှုတ်ဆက်တယ်နာနာနေနေသွားကြအောင်ပြောပြရွာနောက်ကနေညောင်ပင်ကန်ရွာအထိအေးကောင်းတင်သွားပြီနှုတ်ဆက်ရင်နွားကျိုးကို ိုးနောက်တင်ကမောင်းခဲ့တော်လဲပထမရွာတွင်ကတ်တတဲ့လုံနေသေးတော်လဲရွာမအတန်ငယ်လွန်းသောမနင်ရပဲသွားတော်ဤနွားရတော်သည်ဗျာကိုရှိအိမ်ရန်ပြန်ရောက်ခမထမမျက်နှာကောင်ရမည်ဟုဒုက္ခများပြောနေရှာလေသည်ကိုဖို့ရှိကစာနာစာကောင်းခြင်းမိပါသည်ခီးတမိုင်ကန့်ဝေးခဲ့တော်နွားသွားလာပုံပြော၍နောက်မှကြည့်လိုက်တော်ကိုဖို့ရှိတတိထားမိသည်ကဟေးကျော်စောရဲ့ရဲ့ကိုကျော်စောနှောင်းအင်းတီတောင်းနွားကိုဆွဲလျက်ရက်နေဘာတော့ကိုဖို့ရှိအနတကြား ိုဘိုးရှိကိုကျော်စောကိုစကားမပြန်ပဲစိတ်ပြက်လက်ပြက်နမ်းမီးတွေထားချလိုက်သည်သူ့လိုလူတစ်ယောက်လုံးပါလျက်ငွားဝယ်မသည်ဆိုသည့်တည်ရင်ဇွားတွင်ကြော်စောတော့မည်ကိစ္စပါတကားကိုဘိုးရှိစိတ်ညစ်ရပါသည်ကိုကျော်စောတော့စဉ်းစားပုံမရနွားကိုကန်လျက်ရက်ပြီးကိုကျော်စောတို့ငွားဝယ်မခဲ့ပြီကွာမင်းရောက်ခမဥလူရင်ပါဇက်နဲ့တော့တွေ့ပြီးမောင်းကြီးဒီအထိဘာမှတိပုံမရတော့ကိုကျော်စောကဘာမှလို့တော့ကိုရှိရကျွန်တော်တို့ဒီရွယ်ဒီကိုနဲ့နွားကိုဒီဈေးနဲ့ရလာတာကြီးကို ကိုဘိုးကြီးခေါင်းကိုရမ်းလျက်တပြင်းချပြီးတော့မင်းမောင်းနေတာတတိမထားမိဘူးလား။နွားကနောက်ခြေတစ်ဖက်ဒီကိုဆွဲနေတာဖုံတွေထနေတာမှုံလို့ထိုရောအခါတွင်မှကိုကျော်စော့ခင်ဗျအလန့်တကြပြီဟာဟုတ်တယ်ဗျအဲ့ဒါဘာရှိလို့တုံးကိုကြီးကိုဘိုးကြီးတွေးမိတီကသူဒီဤနွားကိုမဝယ်ရန်ဖြက်သေးအကောင်ကြီးရဲ့နွားချောကြိုက်သောကိုကျော်စော့ကြောင့်သာဝယ်ဖြစ်လေသည်ငါအပြစ်လွတ်တာပဲဟူ၏ထို့ကြောင့်ကြည်လင်စွာဖြင့်ကိုကျော်စော့ကအပေါ်အတိုင်းပြောဖြစ်လိုက်သည်မင်းနွားကြီးက ဒုတ်ဆွဲနေတာကွာပေါင်ကြီးတန်းပြီးဒီကိုဆွဲနေတာမမြင်ဘူးလားဟာဟာအဲ့ဒါကြောင့်နွားရှင်မကပြောတာဘူးပန်းတောင်ကြီးပန်းတောင်ကြီးနဲ့လေကိုကျော်စောကတော့သူမတီတော့ပုတ်စာတပုတ်ကိုအမေးခံရတော့မူโจចောင်းသားလေးပမာမျက်တောင်ကိုသာပုတ်ခတ်ပုတ်ခတ်လုံနေတော့ဒီမို့ကိုဝှရှိကဆက်ပြောဒီကပေါင်တန်းနေတာပန်းတောင်ပေါ့ကွာတော်တော်လေတဲ့မိမလားဟာကိုကျော်စောအပြန်ပြန်စဉ်းစားကနိုင်ကြသွားသည်ဤလိုဆိုပါကရောက်ခမကြီးစီမှာညံ့နိုင်ရဖို့ စိတ်ကူးမိသည်မှာအဟောဒီကံဖြစ်တော်မူမျက်နှာမရသည့်အပြင်ခြေထောက်ပင်ရနိုင်သေးသည်ကိုရှိသူတို့အိမ်အငယ်ကောင်နှင့်ပြန်လဲရအောင်ဗျာကိုဝှကြီးကခြေပြက်လက်ပြက်ထန်လျက်ပြင်မင်းယူနေလားကိုကစကားခံလိုက်တာမေ့နေသလားခုနေပြန်လဲမယ်ဆိုရင်ကိုအမဖြစ်သွားပြီကွာတည်ရလားကိုကျော်စောငိုင်သွားသလိုနွားကြီးကလည်းထိုးဝင့်နေလေသည်ခဏကြာအမောပြေခြင်းရောက်သည်နှင့်ကိုဝှကြီးကကလေးထိုးမိသူမရှိတယောက်တည်းရင်နေတော်သည်အမိအောင်မလေးဗျာတကားတဲ့ ကိုကျော်စောကအိမ်ပြန်ဖို့အရေးတွေးပူနေရသည့်အထက်သူဆရာတင်လာသောကိုဟိုရှိကအချောက်တဲ့ရေနေရန်ကောဟုမျက်မှောင်ကျုပ်ကစဉ်းစားမတတ်အောင်ဖြစ်နေလေသည် စိတ်ပေါပေါနေကိုဖွင့်ပြီးကိုရန်တွေးမိတော့သည်ဘာတော့မြခမကျွန်တော်ဒုက္ခရောက်တော့မယ်ဆိုပြီးသဘောကျနေလို့ရဲနေတာလားယင်ကိုဟိုရှိမျက်နှာဘိုးကိုကြိုးစားတဲ့ယင်မဟုတ်ဘူးကွာငါဦးလေးဥပ္ပဇာတယောက်ဂျပန်ခေတ်တုန်းကကြုံခဲ့ရတာကိုတတိယမိလို့အဟိကိုကျော်စောဘာမှမပြောဘဲကိုဖွင့်ရှိကိုသာငေးကြည့်နေတော့သည်ဥပ္ပဇာသည် သူနဲ့အမျိုးတော်စီမဟုတ်ပါလားကိုဟိုရှိသူစကားပင်သူဆုံးတက်လိုက်နေသည်ဂျပန်ခေတ်ပလေယောဂဖြစ်နေခြင်းဆီယာမာကြီးဒေါ်အေးကျော်ရဲ့အကြောင်းဝင်တဲ့ဂျပန်စစ်တပ်တစုတက်ဆွဲတယ်ကွာအဲ့ဒီစစ်တပ်ကပလေယောဂကိုပထမဆုံးနှိမ့်နှင်းရတာပေါ့ဘယ်လိုနှိမ့်နှင်းတယ်လဲဆိုတော့တအိမ်ကိုကြွက်ကောင်ဖမ်းပေးရမယ်လို့အမိန့်ထုတ်ပြီးဂျင်းနွေးအိုးကိုပုပ်ပတ်စုကောင်ကြိုထားတဲ့မိုးပြဲတယ်ကြီးတဲ့ပြစ်ထည့်လိုက်တဲ့ကြွက်ကိုတတ်တာပေါ့ကွာဒါအပြင်ကြွက်လာပေးတဲ့ကလေးတွေကိုစံတဘူးစီပြန်ပေးတဲ့ စီယုံတာပေါ့ကွာအဲ့ဒါတို့ဦးကြီးပေါ်သားကကြက်ပေါက်ဆကလေးတွေသွားပေးရင်တော့ဆန်တဘူးပေးတာငါဖမ်းမိတဲ့ကျွတ်နယ်ကြီးဆိုရင်တပီလောက်ရမှာပဲဆိုပြီးကျွတ်နယ်ကြီးကိုမျက်နှာအာရသွားပေးတာပဲကွာကိုကျော်စစုံဝင်စားစားပြီးဖြတ်မိလိုက်အဲ့ဒီတော့ဆန်တဘီရရောလားဗျကိုဝကြီးကရေးလိုက်ပြီးမင်းငါကွာဘယ်လိုထင်တော့ရင်ဂျပန်တွေကကိုယ်ရင်ထဲမှာကျွတ်တွေဒီလောက်ကြီးအောင်မွေးရတလားဆိုပြီးပရရလွတ်လိုက်တယ်ကွာ မင်းကလည်းနားဝယ်တာမှအကောင်ကြီးတော်ကိုကြိုက်ပြီးဝယ်လာတာဆိုတော့မင်းရောက်ခမဥလူရင်ကဘယ်လိုပြောမလဲကြိုးစင်းစားနေတာငါလူရအင်းကုကြော်စောမှာကုဖို့ရှိပြောမှာအင်းပြန်ရအခက်တွေ့နေတယ်တော့ဒီသူ့ရောက်ခရေးကြီးဒီအလွန်မင်းပတ်စိပတ်စိနိုင်လာတဲ့ဖြစ်ရွာနှစ်ယောက်တော့နားရဇဝတ်တင်ခံတော့မိဘူးသူ့ခြေများပြင်ဒီလိုဆွဲလျက်ရှိကြသည်ကုဖို့ရှိကမပူပါနဲ့တောင်ရက်ကဥသိမ့်လိုင်ကြီးတုတ်ကြောဖြတ်တဲ့တယ်ဒါပေမဲ့အလုတ်ကတော့ပြတ်မှာပဲဒီလိုလို့ အားလုံးဆက်ပြိုးခြင်းပြီးမှကွာဖြက်ပေါ့အနှဲငယ်စိတ်သက်သက်ရရတော်တော်ကိုကျော်စောကခီးဆက်ရခွန်အားများပြန်လဲပြည်လာကဝိနေသောနွားကြီးကိုချိန်နေတူပါထစေလျက်ပါဇက်မှလဲကဲပန်းတောင်ကြီးရထထဝိထုလျာတော့ဒီမှာပဲပြီးဆုံးသွားပါခင်ဗျာအခုလိုချိန်ပေးပြီးနားဆင်ကြကြတဲ့ပေးတဲ့တချောင်းချင်းဒီတော်ကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ